စကိုင်းတိုင်းကပ်ဘလူမျိုးနဲ့တဲကဇီးကုံးမျိုးရဲစခန်းသိန်းနဲ့တိုက်ပွဲတည်င်းကိုပေါ့လေအလုံးမှတ်မိကြမယ်လို့ထင်ပါတယ်အဲ့ဒီရဲစခန်းသိန်းနဲ့အခါမှာဒီဖမ်းမိတဲ့အာရဲတပ်သားတွေနဲ့မိသားစုဝင်တွေတဲမှာဒီကိုဝင်ဆောင်အမျိုးသမီးတယောက်လည်းပါခဲ့တာဖြစ်ပါတယ်ဘိုက်ဖုံးအင်းကြီးတန်ခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြန်ယူပေးခဲ့ရတဲ့ဒီအာရုပ်တံကလစ်လေးပေါ့လေဗီဒီယိုကလစ်လေးကိုမြင်ဘူးမှာပါဆိုတော့အဲ့ဒီကလစ်ထဲကကိုဝင်ဆောင်အမျိုးသမီးပဲဖြစ်ပါတယ်အခုတော့ ဒီကိုဝင်ဆောင်အမျိုးသမီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမီးဖွာပေးလိုက်ပါတယ်။ပါလီမွေးတယ်လို့ဆိုပါတယ်။စက်တမလ24ရက်နေ့မနေ့ကပေါ့လေမနေ့ကညနေပိုင်းမှာကလေးမီးဖွာခဲ့တယ်လို့ကမ်ဘလူးခရိုင်ပကဖလှုပ်ရှားရေးတပ်ကပြောပါတယ်။ဒီအာကလေးရောမီးခင်မှာပေါ့လေကြမ်းကြမ်းမာမာပဲလို့လည်းဆိုပါတယ်။ဖမ်းမိခဲ့တဲ့ရဲတပ်သားရဲ့ကိုဝင်ဆောင်အမျိုးသမီးကိုကောင်းကောင်းမွန်မွန်မီးဖွာပေးနိုင်ခဲ့တယ်ဆိုပြီးတော့ကမ်ဘလူးခရိုင်ပကဖအဖွဲ့ကတာဝန် ်ရှိသူဘိုးပိုင်ချဲကလူမှုကွန်ရက်ဆံမျက်နှာမှာရေးပြီးတော့တင်ထားပါတယ်။ဇီကုံရဲစခန်းကိုစက်တမလ18ရက်နေ့ညနေပိုင်းမှာဒီကမ်ဘလူးခရိုင်ပကဖဖွဲ့ကဥဆောင်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲ ရဲစခန်းကနေဖမ်းမိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေထဲမှာဆိုရင်ကိုဝင်ဆောင်အမျိုးသမီးတယောက်အပြင်ဒီရင်ခွင်ပိုက်မိခင်တယောက်လည်းပါပါတယ်။အဲ့ဒီမှာဒီကိုဝင်ဆောင်မိခင်ကလေးကောင်းကောင်းမွန်မွန်မွေးခွင့်ရခဲ့တာကိုအားလုံးကဝမ်းသာနေကြသလိုကလေးလေးကိုဘယ်လိုမျိုးနာမည်ပေးကြမလဲဆိုပြီးတော့လေဘိုးပိုင်ချဲရဲ့ post အောက်မှာရေးသားနေကြပါတယ်။